ပြီကချင်လွန်မြောက်ရေးတမတော် KIA အနေနဲ့နေဆက်တရှောင်းမှာတိုက်ပွဲဖော်ဆောင်မှုတွေမလုပ်ဖို့နဲ့စကောင်းစီနဲ့အပြည့်ရက်ပြီးနိုင်ငံရေးဆွေးနွေးဖို့တရုတ်ကတိုက်တွန်းသွားတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံပူမူကြီးနော်ဘူးကအေယာဝရီကိုပြောပါရယ်တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် Mr. တင်းရှီကျွန်းဟာ မေလ29ရက်နေ့က KIA ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ကကြင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဒုတိယဥက္ကဋ္ဌဘူချုပ်ကြီးကွမ်ထန်ကန်ရှောင်းနဲ့တွေ့ဆုံဆင်မှာထည့်သွင်းပြောဆိုသွားတာလို့သိရပါဗျာ။ဟိုသူတို့အနေနဲ့တော့ပြည်ရင်အချမ်းကြီးရဲ့အတွက်တော့အကျိုးကအကျိုးစီးပွားတွေပေါ့နော်သူတို့ကပြည်မနေဒီအဲဒီဘက်အလုံးလုံးတဲ့ဒီပြာပြည်သူတို့တရားတော်ဂျုံဂျုံလေးတော့ရေးရှိတယ်။ဒါကြောင့်အဲ့ဒီ ဲ့ဒါဒေတာမှာအဲတိုက်ပွဲပုံဆောင်တာမျိုးမတော့ဘူးတို့လို့ရှိတော့ဟိုစကားစားနဲ့လည်းအဲဒီနိုင်ငံရေးဆွေးနွေးဖို့ဆိုတာတော့အမေတန်းပြောတာတော့ရှိပါတယ်တော်ခဲ့တဲ့မြေလာပေါ်တော်နဲ့ကိုရည်တဲ့မှာပြုစုတာဒါမှဆုံးဖြတ်ပါတယ်ဘူးတရုတ်ဆိုရက KIO KIA ကိုတာမကပဲမြောက်ပိုင်းကြီးနောင်မှာမိတ်၃ဖွဲ့ဖြစ်တဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA တရုတ်မျိုးသားလွတ်မြောက်ရေးတမတော် TNL နဲ့ အာရာခတက်တော် AA တို့ကိုလည်းအပြစ်ရက်ပြီးစစ်ကောင်စီနဲ့ဆွေးနွေးဖို့ဖိအားပေးတိုက်တွန်းနေတာဖြစ်ပါတယ်။ MNDAA ဟာတရုတ်အစိုးရရဲ့ဖိအားကြောင့်သူတို့တင်းယူခဲ့တဲ့လာရှုမျိုးကိုပြီးခဲ့တဲ့ April လနှောင်းပိုင်းမှာစစ်ကောင်စီထံပြန်လည်ပေးရခဲ့ရပြီးလက်ရှိမှာတော့တိုက်ပွဲတွေရနာထားတာဖြစ်ပါတယ်။ဒါအပြင် TNL ကိုလည်းသူတို့တင်းယူထားတဲ့မျိုးတွေကိုစစ်ကောင်စီထံပြန်လည်ပေးရဖို့တရုတ်အစိုးရကဖိအားပေးနေတယ်လို့သိရပါတယ်။ တရုတ်အစိုးရရဲ့တိုက်တွန်းဖိအားပေးနေမှုကြောင့် KIO KIA အနေနဲ့ရောအပြေခတ်ရဆဲပြီးစစ်ကောင်စီနဲ့နိုင်ငံရေးဆွေးနွေးဖို့ရှိလာနိုင်မလားဆိုတာနဲ့ပတ်သက်လို့ဗိုလ်မှူးကြီးနော်ဘူကအခုလိုပြောပါဗျ။အဲကျွန်တော်တို့ကလုပ်ဖက်တာလည်းလုပ်ပါဗျ။အဲဟိုစကားစားနေလေခုတတိကတော့နိုင်ငံရေးဆွေးနွေးတာတည်းပြည်ခချင်းဆိုင်ရေးလုပ်တာတွေတော့မရှိသေးဘူးပေါ့နော်။လက်ရှိမှာတော့ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗမော်မှာ စကောင်းစီတက်နဲ့ KIA ပူးပေါင်းတက်တွေကြာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ဗမော်ဟာတရုတ်နိုင်ငံကအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့အိန္ဒိယသမုဒ္ဒရာကိုလက်လန်းမိဖို့ကြိုးပမ်းနေတယ်။တရုတ်မြန်မာ AR မြစ်စီးပွားရေးရုံးသို့မဟုတ်တရုတ်မြန်မာရေးချောင်းခါပတ်လန်စီမံကိန်းတီရှိယာမျိုးဖြစ်ပါတယ်။ဒါအပြင်ကြောက်စိမ့်မြေဖြစ်တဲ့ဖားကတ်မြို့အနီးတစ်ဝိုက်မှာလည်းစကောင်းစီတက်နဲ့ KIO ပူးပေါင်းတက်တွေကြာဧပြီလကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စကောင်စီတပ်ပကလည်းတိုက်ပွဲပြင်းထန်နေတဲ့ပမော်နယ်ဖားကတ်မြို့တို့မှာဒီကြောင်တိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုနှိမ့်စင်လှုပ်ဆောင်နေတယ်လို့မြေပြင်သတင်းမြစ်တွေထံကသိရပါဗျ။ KAI ကိုကိုကန့်လို့တော့အတင်းအကျပ်ချင်းချောက်လို့မရဘူး။အဓိကအကြောင်းရင်းတစ်ချက်ကတော့ဗမာပြည်မကိုသွားတဲ့တရုတ်နယ်စပ်ကုန်သွယ်လမ်းကြောင်းဟာရှမ်းမြောက်မှာပဲရှိတယ်။မူဆယ်တို့ချင်းချေဟော်တို့ကပဲသွားတယ်။မန္တလေးရန်ကုန်ကိုဒီကချင်နယ်စပ်ဟာကချင်ပြည်နယ်မှာပဲသွားတယ်ဒီမှထိမလာဘူး။ ါကအဓိကအကြောင်းရင်းအချက်တစ်ခုဒုတိယအကြောင်းချက်တစ်ခုကတော့ KIA ထိန်းချုပ်နေမိတဲ့မှာမြေရှားရှိတယ်။ဒီမြေရှားကတရုတ်ကဝယ်ဖို့လိုနေတယ်။ KIA နဲ့ဆက်ဆံရေးကောင်းဖို့လိုနေတယ်။အဲ့နှစ်ချက်ကြောင်းလို့ပြောလို့ရတယ်။မြန်မာနိုင်ငံအတွင်းကမြေရှားတပ်ထုတိုက်တိရှိရာခြေဖွေပံဝါဒေတာကိုပြီးခဲ့တဲ့2024ခုနှစ်နှောင်းပိုင်းမှာ KIO KIA ကအပြစ်သက်တင်းယူနိုင်ခဲ့တာကြောင့်လက်ရှိမှာတော့မြေရှားတပ်ထုလောက်ွက်တွေက KIO လောက်အောင်မှရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံကထုတ်လုပ်တဲ့မြေရှားတပ်ထုရန်တွေကိုတရုတ်နိုင်ငံဘက်ကဝယ်ယူပြီးကမ္ဘာဈေးကွက်ကိုပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံကနေ2024ခုနှစ်အစောပိုင်း9လအတွင်းမှာမြေရှားတန်ချိန်3000ကျော်ကိုတရုတ်ဘက်တင်ပို့ခဲ့ပြီးဆေးအနာသိန်းကာလ3နှစ်ကျော်အတွင်းမှာအမေရိကန်ဒေါ်လာ3ဘီလီယံကျော်ပို့ တရုတ်ကိုတင်သွင်းခဲ့တယ်လို့တရုတ်နိုင်ငံအကောက်ခွန်ဌာနရဲ့ထုတ်ပြန်ထားချက်အရသိရပါတယ်။တရုတ်ရဲ့ပကတိလိုလားချက်ကတော့စစ်တပ်ပြုံမှကြောက်နေတာပဲစစ်တပ်မပြုတ်စေချင်ဘူးစစ်တပ်နဲ့ဂျန်နဲ့ EEO တွေနဲ့ညှိပြီးတော့ဗမာပြည်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်စေချင်တယ်ဆိုတဲ့ဟာမျိုးပဲအဓိကကတော့စစ်တပ်ဗဟိုပြုတဲ့အစိုးရကို သူဆက်လိုလားတာပေါ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တံအမတ်ကြီး Mrs. Ma Cha နဲ့စစ်ကောင်စီဒုတိယဝန်ကြီးချုပ်ကာကွယ်ရေးဝန်ကြီးပိုချုပ်ကြီးမောင်မောင်အေရိုဟာ ဇွန်လ6ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံပြီးမြန်မာတရုတ်နှစ်နိုင်ငံကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအခြေအနေနှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်ငလျင်အပြေးပြန်လည်ထူထောင်ရေးကိစ္စရပ်တွေမှာပါဝင်ကူညီနိုင်ရေးတို့ဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ KIA ကကချင်ပြည်နယ်ထိုးစစ်အတွင်မှာစွမ်ပရာပွန်းအင်ချင်းရန်စက်တုံးချီပွေးစော်လော်ဖီမော် ပန်ဝါဒေါ်ဖုံရန် စင်ပူမြို့လာမိုးမောက်မန်စီမြို့နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ချယ်မြို့တို့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကမဘိန်းမြို့တို့ကိုတင်ပိုက်ထားပြီးဖြစ်ပါရယ်ရှင်